ားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံအနှံ့ပြားနဲ့ဒေတာတိတိမှာရှိကြတဲ့ပြည်တွင်းပြည်ပမှာရှိကြတဲ့တော်လန်ပြည်သူတွေကျွန်တော်တို့ရဲ့တော်လန်ရဲဘော်ရဲဘက်တွေတိုင်းသားညီကုံမော်မတွေခလုံးမတိစူးမကြီးပါစေနဲ့နှလုံးစိတ်ပိုင်းအေးချမ်းပါစေလို့ဥစ္စာဗြဟ္မစုမကောင်းတောင်းပါရယ်ကျွန်တော်တို့ဒီနေ့ကျွန်တော်အစီအစဉ်တင်ဆက်ခံဒီမှာကျွန်တော်ခစ်တဲ့တည်င်းမှာဗာရီမြန်ထူးခြားလဲလို့ကြည့်လိုက်တဲ့အခါမှာဒီအစီအစဉ်ကိုကျွန်တော်ပျော်ပျော်ပါးပါးနဲ့ တင်ဆက်ခွင့်ရတာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အာဘာသတင်းလဲဆိုတော့ကျွန်တော်စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းမှာစစ်ဒီစစ်ကြောင်းထိုးလာတဲ့အတုပစစ်ကြောင်းပေါ့နော်ဒီကောင်ဒီအင်အား180လောက်နဲ့စစ်ကြောင်းထိုးလာတယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ထုံးစံတိုင်းစုံကြတဲ့အခါမှာခွေးဘက်ကစစ်ကြောင်းမှပြက်ပြီးတော့လေကတဲ့ရိုးရီလေခွန်းတွေထဲမှာအလောင်း80လောက်ပုံခံသွားတယ်ကျွန်တော်ဒီပုံမှာပြထားတဲ့အတိုင်းပဲအ လက်နဲ့မျိုးမျိုး29လက်လက်နဲ့ဒီခဲရဲနေတိမ့်စီရရှိရေပေါ့เนาะကျွန်တော်တို့ဆက်ဆက်တဲ့ပစ္စည်းတွေဆိုတော့ပြည်သူမြေတာရရှိတဲ့ကျွန်တော်တို့အာဒေါ်လန်ပတ်တော်သားတွေပြည်သူကာကွယ်ရေးအဖွဲ့တွေပြည်သူချိန်စာစုနေကြတဲ့ပြည်သူတစ္ဆာဖောက်တဲ့လောက်ကောင်တွေဖြစ်တဲ့အတွက်အာအလောင်း80ပုံခန့်နေတယ်လို့ကြားသိရတဲ့အခါမှာပြေပြေပွားပွားနဲ့ တင်ဆက်ခွင့်ရတယ်ပေါ့နော်ဒီနေ့အစီအစဉ်ကိုအဲ့တော့ကျွန်တော်တို့ဒီနေ့မှာဘာကြောင့်ကျွန်တော်တို့တော်လန်ပြည်သူတွေရောအဲကျွန်တော်တို့တော်လန်ရဲဘော်ရဲဘက်တွေရောတိုင်းသားညီကိုမော်လမတွေရောဘာကြောင့်ဒီတော်လန်ရဲရဲ့ဒီခေတ်ရဲ့တောင်ဝင်ကိုနေ့စဉ်နေ့တိုင်းထမ်းဆောင်ကြလဲဆိုတာကိုဆရာတော်ဥတုမင်္ဂလာရဲ့တော်လန်ရင်သမားဆိုတာဆိုလဲ အတော်လိုင်းသမားဆိုတာဘယ်လိုမျိုးလဲဆိုတာတရားတော်ထဲမှာရှင်းပြထားတာလေးကိုကျွန်တော်တို့ဥစားပြမနားစင်ပါမယ်ခွန်အားလည်းရရှိမယ်လို့ယုံကြည်ပါတယ်။ဘာတစ်ခုမှဒုက္ခတော်အလကားမရတဲ့နိုင်ငံမှာနေနေပြီးတော့တော်လိုင်းတောင်ဝင်တွေကိုနေစင်မပြတ်မကွက်ထမ်းဆောင်နေကြတဲ့တော်လိုင်းပြည်သူတွေကိုလည်းတူချင်းတယောက်ချင်းစီကိုဒီအစီအစဉ်ကနေပြီးတော့ဒီနေရာနေပြီးတော့ဥညွတ်ပါတယ်။ဥစားပြမဆရာတော်ရဲ့တရားတော်ဆုံးမစကားကို နားစင်ကြည့်အောင်ပါဒေါ်လိုင်းသမားဆိုတာဘလူခံယူချက်တွေဘလူတတိထန်တွေဘလူစိတ်တက်တွေ ਨੇ ဖြစ်လာလဲဆိုတာပူပြီးတော့ရှင်းရှင်းလင်းလင်းသိအောင်ပါဒေါ်လိုင်းသမားတွေထောင်ကြခံအနှိမ့်ဆက်ခံအညိုစုခံအချောင်းမြောင်းခံနော်လှုပ်လို့ရှိသူတို့ကြီးအဖမ်းခံပြီးဘာလို့စွတ်တော်လာနေရတာလဲ သူတို့ကအမှန်သိတော့လောကကြီးပျက်စီးနေတာဆုံးရှုံးနေတာမျက်နာနေတာတိလို့အဲ့တော့ကျွန်တော်တို့ဆရာတော်ဘုရားပြောသွားတာတော့တိတက်ရှင်းတာမရှိဘူးတော်လိုင်းသမားတွေရဲ့ခံယူချက်တတိထံအနစ်နာခံမှုတွေနောက်တိုင်းပြည်ပေါ်ထားတဲ့စေတနာတွေကတော့ရှင်းရှင်းလင်းလင်းပြည့်မြင်ရမှာဖြစ်တယ်နောက်တဲ့မင်္ဂလာသတင်းစကားတစ်ခုပြောစရာရှိတယ်အဲ့ဒါတော့ကျွန်တော်တို့ ြည်တွင်းမှာဘောမှပြီးတော့အဘာဘာလုပ်နေတဲ့ကောင်တွေရိုက်တဲ့ရုပ်ရှင်တွေကကျွန်တော်တို့ဈေးွက်တွေပြက်ပြီးကဘာပြက်နေတဲ့အချိန်မှာအဲကျွန်တော်ဒီဒေါ်လာရေးမှာပြည်သူတွေနဲ့တသားနဲ့ရက်တည်ပြီးတော့ဒေါ်လာမှာလည်းကြာရင်းနေတယ်။နောက်ဖန်တီးလို့ရတဲ့အမှုပညာတွေကိုစင်စင်ရဲရဲနဲ့ဖန်တီးခဲ့တယ်။အဲ့ဒါတော့ကျွန်တော်အထူးတလေပြောစရာမလိုဘူး။ဒိုက်တာကိုပေါက်ရိုက်တဲ့ပြုံပြုံလေးရုပ်ရှင်ပေါ့နော်။ရှင်းမှာတော့ကိုပေါက်က အာမောခရေရိုက်တယ်ကျွန်တော်တို့တိန်တောင်းနဲ့ချီပြီးတော့ဒေါ်လာရင်းကိုထောက်ဖို့နိုင်ခဲ့တယ်အခုလည်းကျွန်တော်တို့ကိုကျော်နဲ့ကိုမင်းမုတ်ကိုလည်းပေါင်းပြီးတော့ရိုက်ထားတယ်မြေပြင်ကရဲဘော်တွေနဲ့မြေပြင်မှာတကယ်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်တယ်ကျွန်တော်ပြုံးပြုံးလေးရုပ်ရှင်ဟာကဘာပတ်ပြီးတော့ပြတယ်ပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံမှာဆိုလဲမဲဆောက်တို့ချင်းမိုင်ဘန်ကောက်အဲလွန်ခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်တို့စမူပကန်မှာပြတယ်ပထမစီစဉ်ထားတဲ့နေရာကိုအမျိုးမျိုး ပေါ်မဘကကောင်တည်းကဖြတ်ကြတယ်ဖြတ်လိုက်တော့သူကပွဲပြတ်သွားပြီလို့ထင်တဲ့အချိန်မှာကြိုတင်ပြီးတော့ plan b season နားတဲ့ညီကောင်မောင်နှမတွေရဲ့ကြိုးစားအထောက်မှုကြောင့်ဒုတိယနေရာမှာပြသလိုက်တယ်နေရာအခက်အခဲဖြစ်သွားတဲ့အခါမှာကြက်ကြက်တက်တက်နဲ့ဖြစ်သွားပေမဲ့အဲ့ကြက်ကြက်တွေကြားမှာပဲလူတထောင်ကျော်လောက်လာရောက်ကြည့်ရှုတယ်ဘတ်ငွေအားဖြင့်အဲတင်းအဲကျွန်တော်တို့ဘတ်3သိန်းကျော်ရတယ်3သိန်းကျော်ရတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်ရုပ်ရှင်တစ်ပွဲတည်းပြတာကိုတင်း300ကျော် လေးရနီနီပေါ့เนาะတခြားလဲကျွန်တော်တို့ဒီတိုင်းပဲလက်မှတ်ဝယ်ပြီးတော့လူမလာနိုင်အောင်လက်မှတ်ဝယ်ပြီးထားတယ်။နောက်ကျွန်တော်တို့တခြားပါဝင်ကြတဲ့ညီကောင်မတွေကြောင့်ကျွန်တော်ဘတ်ငွေ3သိန်းကျော်ရရှိတယ်ဆိုတဲ့သတင်းစကားတစ်ခုကြားရတယ်ဆိုတော့ကျွန်တော်တို့ဘုံမူးတင်လျအောင်ပြောတယ်စီရီယာဘုံမူးတင်လျအောင်ပြောတယ်အဲဒီကြောက်စရာအပေါက်ကျဲမာတော့ဒါကြီးလေတင်းနေတော့ပြီနော်ကျွန်တော်တို့သူတို့ကအဲပြည်တွင်းမှာကဘာပြက်နေတဲ့အချိန်သူတို့ရုပ်ရှင်တွေပေါ့အမှုပညာလောကကိုပြောတာပါ ျက်စီးနေတဲ့အချိန်မှာကျွန်တော်တို့တော်လန်အမှုပညာရှင်တွေဖန်တီးတဲ့အမှုပညာတွေကိုတို့လိုပဲဖြစ်မယ်ထင်တယ်ဒါပေမဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေရဲ့ခွန်အားနဲ့ကျွန်တော်တို့အခုတော့ပြုံပြုံလေးရတကယ်ဟုတ်ပဲပြုံပြုံလေးပြုံအပြုံပန်းနေပန်းနေတော့မှာပဲနောက်ထပ်နိုင်ငံတကာမှာပြမယ့်နေရာတွေမှာကြိုတင်လက်မှတ်ရောင်းတာတွေလည်းအဲကျွန်တော်တို့တော်တော်များများကုံသွားပြီလို့ကြားသိရပါတယ်ဒါဒါလည်းပြည်သူတွေအဲဒီသတင်းစကားကိုမသိသေးတဲ့ပြည်သူတွေအတွက်စိတ်ခွန်အားတစ်ခုပေးတာပါ ကဲအဲ့တော့ကျွန်တော်ဆက်လက်ပြီးကျွန်တော်ဒါကတော့တော်တော်များများကြည့်ဘူးလားရုပ်သက်ပိုင်းဖြစ်တယ်အမတန်မှရည်ရတယ်ပေါ့အသေးရည်ရတဲ့မိဗကြီးမပေါ့နော်တော်တော်ရည်ရတယ်ပေါ့နော်ဘယ်တော့ရည်ရလဲဆိုတာကျွန်တော်တို့ပြန်ကြည့်ကြည့်အောင်ပါဒီချိန်မှာမင်းတို့မသွားပါနဲ့။နော်ပြီးတော့နတ်တခွန်အရန်ညုံတဲ့စကားတခွန်ရှိရဲ့။အဲ့ဒါပါလဲဆိုတော့ ညီတို့ရဲ့ဘာလုံးတွေကလဲကိုရှာမကုန်စားရတာကိုသမီးကိုရှာစားရတာကိုရှာမကုန်စားရမယ်ဆိုရင်လူပိန်းအုံနောက်နဲ့ပျော်ရဲ့လူအများကြီးမကြည့်တော့ဒီအမျိုးတွေထဲမှာရောအပေါင်းသင်းတွေထဲမှာရောဘောရိုင်းရောထဲမှာအများကြီးရှိတယ်ကိုရှာမကုန်စားရတယ်ဆိုရဲသူတို့အတွေ့တမိုက်တစ်ချွာလောက်လေးနဲ့သူတို့ပြောတဲ့ဟာကိုဘကြိုအယမ်းယုံပါတယ်အယမ်းလည်းကန့်ဝံပါတယ်အေးကိုရှာမကိုစားဖို့ကလည်းကိုရှာဖို့ကလည်းနိုင်ငံကောင်းဆောင်ကောင်းကောင်းကိုရှာတဲ့ဟိုဘယ်လိုပြောမလဲအင်အားနဲ့ရတဲ့ဝေဝေကောင်းကောင်းရှိဖို့လိုတယ်အလုပ်နေနေလုံးဝဖို့ဆိုလည်းလိုတယ်လူတွေလုံးလုံးဝလေ ဘူးဘူးမမလုံးအောင်လေအစအောက်ချီလူလဲစားပြီးအားလုံးရက်ပြန်နေရမဟုတ်ဘူးလားဒီလိုရက်ပြန်နေရဆိုတာနိုင်ငံရေးဆောင်ကိုဖြစ်နေရအရင်ခင်းနေကြတာပဲကြောင်းတဲ့လူတွေကြီးလိုက်တော့လေပညာမတက်ဘူးလားဆိုတော့လည်းမဟုတ်ဘူးတော့ပြဿနာကကျွန်တော်ကဒါကိုဘာလို့ပြလဲဆိုတော့ပြဿနာကသူကအဲ့ချိန်မှာအရန်တက်ကြွကြတက်ကြွသူကြီးပေါ့နော်သူကဘေးမှာတယောက်ပါအဲ့တယောက်ကိုကျွန်တော်မသိဘူးသူလည်းပြောချင်ပါပေါ့နော်သူလည်းပြောဖို့ပြင်လိုက်ဒီမိမကြီးကဝင်ပြောလိုက်ဟိုကပြောဖို့ပြင်လိုက်သူကစွတ်တက်ကြွနေတာပေါ့နော် ကျွန်တော်တော်တော်ရည်ကျင်တယ်။ तू तू ပြောတာကလည်းနိုင်ငံနိုင်ငံကောင်းမှခေါင်းဆောင်ကောင်းမှလုပ်တွေအများကြီးပြန်လုပ်အောင်မှာဆိုတော့ဒါသူတို့အခုသူတို့ကိုခေါင်းဆောင်နေတယ်ခေါင်းဆောင်ကောင်းနေတွေ့တော့အလုပ်တွေအများကြီးသူလုပ်နေရတယ်ကိုနော်ဒါဟုတ်မနာလို့ဝင်းတိုးတာလည်းမဟုတ်ဘူးဂျေဝင်စရာလည်းမလိုဘူးကျွန်တော်တို့ကအဲကျွန်တော်တို့ကဘာလေးကပူပြိုဖို့ကောင်းတယ်ကျွန်တော်တို့တော်လည်ကြီးကဘာပူပြိုဖို့ကောင်းတယ်အဲကျွန်တော်တို့ ဘလောက်ကျွန်တော်တို့အကြက်တဲဒုက္ခတွေစဉ်စဉ်စဉ်ရှိနေပါစေကျွန်တော်လက်ပြလုံးသွားတာအလုတ်လုံးနေရတယ်ပေါ့နော်စဉ်စဉ်ရဲဆိုတာကျွန်တော်တို့ဒီမှာဒီလိုရိုက်ကူးရေးတို့တခုခုဗန်တီးမယ်ဆိုတော်တော်ခက်ခဲတာပေါ့နော်ကျွန်တော်တို့တနေရာစီမှာရှိကြတဲ့လူတွေစုကြရတယ်။နောက်ရိုက်ကူးရေးပစ္စည်းတွေမစုံနေတဲ့အခါမှာရှိတဲ့ဟာတွေရအောင်ကြရတယ်။ဒါပေမဲ့လက်ပြလုံးလုံးကျွန်တော်တို့နေ့စဉ်နေ့တိုင်းတင်ဆက်နေနိုင်တယ်ပေါ့နော်။အဲသူတို့ကတော့အခုသူတို့ပြောလင်ထားတဲ့ခေါင်းဆောင်နဲ့သူတို့တသားတဲ့ကြာနေပြီထင်ပါတယ်။ ဘေးလူကိုပေးမပြောတာကိုရင်းနဲ့ level ရွေးသူတွေကိုကိုရှာမကိုစားရမယ်လိုက်လုံးမနေနဲ့တေဝါရဲ့ဘယ်လိုလုပ်မလဲဆိုတေဝါလည်းဘယ်သူမှ view မဆိုင်ဘူးဒါပေမဲ့တေဖို့တော့မတန်ဘူးဒီအချိန်မှာတော့တေဖို့တော့မတန်ဘူး view မဆိုင်ဘူးတော်တော်များလည်းဟိုကိုကိုကိုတော့ view ဖိုက်ပြီးတော့လုံးရတာပေါ့နော်ဘာလို့လဲဆိုတော့ရေရှည်လုံးဖို့ရှိတယ်အဲကြောင့်မို့လို့ဟိုတချို့ညာကိုရှာမကိုစားရမယ်ဆိုပြီးအတွေးတွေကိုထုတ်ပါဘာလို့လဲဆိုတော့အခုဒီအချိန်မှာဘယ်သူလုံးနေရဲဆိုတာလက်ရှိဘယ်သူ တွက်မဟုတ်နောင်လာနောင်သားတွေကြောက်လို့ရှိရင်ပကြီးတို့ငွေးလာရဲ့တာသမီးတွေပကြီးတို့မျက်နှာမငယ်စေခြင်းဘူးပြီးတော့ဒီပြည်သူဒီနိုင်ငံမှာနေရဒီရေတောက်တယ်ဒီပါလာဝင်ဖြစ်တယ်ကွာဘာပဲဖြစ်ဖြစ်ဒီနိုင်ငံမှာနေရတဲ့ကျေးဇူးတရားဆိုတော့အတိပွင့်နေပဲထိုင်စားနေလို့မရဘူးတကယ်တမ်းအရေးကြုံလာလို့ရှိရင်လောက်အောင်ဓမ္မနဲ့အဓမ္မကြားထဲမှာအကြီးတို့ကတော့မှန်တဲ့ပက္ခပဲယက်တီမှာလေတချို့လူရဲ့ဂျားနေဆိုတာလဲမြင်တယ်ပေါ့နော်တကယ်တမ်းတော့ဒီချိန်မှာဂျားနေဆိုတာအရန်ကိုယူဖို့ကောင်းပါလေ ဟိုလူတွေကဘယ်ဘက်မှမပါဘူးဆိုပြီးတော့ဒါကြီးကမတရားတဲ့ဘက်မှငုတ်တုတ်ထိုက်ပြီးတော့လက်ပတ်ကြည့်နေနိုင်နေဆိုတာကကိုကိုတိုင်းကကောင်းတဲ့လူလားဆိုတော့ကိုကိုကိုသိစေချင်တယ်တချို့တွေအခုချိန်ထိဘာမှမလုပ်ပဲအဲ့အဲ့လိုပြောလို့တချို့ကပါတီဆွဲလို့ဒီလိုဘာလို့မပါဝင်ရတာလားလို့ပြောတာမဟုတ်ဒီဟာကြီးပါတီဆွဲနဲ့ဖြစ်နေတာမဟုတ်မတရားကြီးမတရားကြီးဖြစ်နေတဲ့ဟာကိုအမှန်တရားကြီးကွာလူတွေကအမှန်တရားကိုပြောလို့ရှိရင်ချစ်မြတ်လို့ရချစ်မြတ်လို့ရဆိုပြီးဘာလို့ပါမလာကြတာလဲပကြီးတို့ဆိုမနေနိုင်ဘူးအမှန်တိုင်းပြောရင်ညဆိုလို့ရှိရင်အဲ့လိုမရဘူးเนาะပကြီးတို့ကလည်းပုံစည်းပွားရေးတွေရှိ ဟိုဘေးမပြောဘူးအဲ့လိုကြီးတက်ကြွနေတော့ကျွန်တော်လေးဟိုဟာဒီကနေတင်းစကားပါမယ်ခင်ကြီးတို့ပါလို့မင်းတို့တော့မင်းတို့အဲ့အဲ့တော့အဲ့လိုတက်ကြွနေတဲ့လူတယောက်ကိုမင်းတို့ပါတီအတွက်စကားတွေအများကြီးပြောခိုင်းမယ်ဆိုလို့ရှိရင်ဒီခွေးကောက်ပွဲအတွက်မင်းတို့ဒါစိုင်းပုတ်ကန်ပြီးပြောရတဲ့အဲမှာသူလဲပါတဲ့လေမင်းတို့အဲ့လိုရှောင်ဖယ်ရှောင်ဖယ်မလုပ်နဲ့ဗတ်မလိုက်နဲ့ဒီလောက်တက်တက်ကြွကြွစကားတွေအများကြီးဟို red unit လို့ပြောတတ်တဲ့လူတယောက်ကိုမင်းတို့ ပါတီမှာမဲဆွဲတာကိုမဲမဆွဲခိုင်းဘူး။ဒါမင်းတို့လုံးဝမတရားဘူး။ဒါ तू ပြောနေမပြီးသေးဘူးပြောအောင်မှာပြောအောင်မှာ။အရန်တက်ကြွတာပဲနော်။အရန်တက်ကြွသူကြီး။လူမှုရေးရှိရဲမိသားစုစောင့်ဝင်နေရေးရှိရဲဒါပေမဲ့တခွမအဆင်မပြေတော့ဘူး။မကြည့်လို့မိမရေလည်းကျမ်းမရေမကောင်းတဲ့လူတွေရှိရဲနော်။အခုအတိုင်းနာမှာမကြည့်လို့ညလည်းကောင်းအောင်မအိပ်ရ။ဒါပေမဲ့ညကောင်းအောင်မအိပ်ရလို့မိုးလင်းရင်မသွားချင်တဲ့စိတ်ဖြစ်လာဆိုလုံးဝမဖြစ်ဘူး။မကြည့်လို့မိုးလင်းတာနဲ့ ်ဘာကြီးနဲ့မခရစ်ဆိုရင်အမဘယ်ချိန်ဘယ်ဆောင်ပါလဲဒီနေ့ဒီဗီဒီယိုတရက်မှမပြတ်ဘူးအဲ့မှမနာဘူးအဲ့နေနိုင်တဲ့လူတွေကိုလည်းအံ့ဩတယ်ဒါပေမဲ့ကိုလုံးလို့သူတို့မလုံရလားဆိုပြီးတော့လည်းဗီဒီယိုအပြစ်တင်တာမဟုတ်ဘူးဒါပေမဲ့တချို့တွေကလုံလည်းမလုံဘူးလုံတဲ့လူကိုလည်းပြန်မလုံပါနဲ့ကြောက်ရတယ်စိုးရင်ရတယ်ဘာလဲဆိုပြီးစိတ်ခွာရတယ်ရောအောင်လို့လုံတဲ့လူတွေလည်းအများကြီးရှိတယ်နိုင်ငံရေးကိုဗီဒီယိုကိုယ်တိုင်လည်းတော့နားမလည်ပါဘူးဒါပေမဲ့ဒီအချိန်မှာအမှားနဲ့မှန်ကိုတော့ဗီဒီယိုကောင်းကောင်းခွဲခြားတတ်တယ်အဲ့ကြောင့်မို့လို့ပါနေတိုင်းပါပဲဗီဒီယိုနေတိုင်းပဲ6ရက်နေရတာ6ရက်နေကြရတယ်စောက်တာဒီနေ့ဒီရက်မှမပြ 保不好。 တော့မဟုတ်ပထမတော့တော့အစည်းအုံးဖွဲ့နဲ့ဟိုဟာသွားချင်တာပေါ့နော်အားလုံးတစုတည်းသွားချင်တာဒါပေမဲ့ဗကျူးတို့စပြီးတော့စပြီးတော့ဟိုစန္ဒပြရတဲ့နေရာဖတ်ပြီးဒီ UM ရုံးချေကိုရောက်တာပေါ့နော်ရောက်တော့ဒီကဟိုမောင်မောင်လေးညီမလေးရဲ့အကောင်တော့အင်အားလိုတယ်ဗာပဲဖြစ်ဒီမှာအမှုပညာရှင်အများကြီးမရှိဘူးဗကျူးတို့မြောက်ပဲရှိရပေါ့နော်ဗကျူးတို့မြောက်ဒီမှာပဲဟိုဆက်ပြီးတော့နေဖြစ်တာပေါ့နော် နေတိုင်းလိုလိုဗကျူးတို့ဒီမှာပဲရှိပါတယ်လို့ဟုတ်ပါဘူး66ပေါ့နော်66လက်ပြလုံးချင်တယ်ကိုကိုပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်အပေါင်းလဲဆိုဒါနိုင်ရဲ့ရေးပါအဟိုပတ် တိပြိုင်နေရလုံးဝမဟုတ်ပါဘူးမတရားကြီးအနိုင်ကျင့်ပြီးအာနာသိမ်းခံရတာဖြစ်တဲ့အတွက်ဒါပကြီးတို့ပြည်သူတွေနဲ့ပါဝင်တဲ့နယ်ခေတ်ကိုပါဝင်တာပါဒါပကြီးတို့တာဝန်ပါပဲစီးရီးယားမှာပါဝင်မှုကအရေးအရေးကြီးပါတယ်ပကြီးတို့ပြည်သူတွေမှာဘာလန်းနဲ့မှမရှိပါဘူးဒီစီးရီးယားမှာပါဝင်မှသာပကြီးတို့ဟိုတော်ပြီတော်ပြီကျွန်တော်တကယ်နားတွေညီးလာလို့လေအားလဲနာလာပြီအခုတော့လိမ့်ပြလုံအားလောက်ပါပြီသူတို့လိမ့်ပြလုံအားလောက်ပြီအာ ကျွန်တော်တို့နဲ့ပြည်သူနဲ့ကဘာဖြစ်ဘာဖြစ်နေလဲဆိုတော့ဟိုဆရာညီမညူရေးထားတဲ့ကြံပြားထဲမှာလို့ပဲဒါမျိုးတွေမြင်ရင်ကျွန်တော်တို့စိတ်ထဲမှာလဲဘာခံစားရလဲဆိုတော့တကူလုံးကနားနေတော့ဘယ်နေရာစနာမယ်မသိတော့ဘူးပေါ့နော်အဲသူတို့အရန်တက်ကြွခဲ့တယ်အများကြီးခွန်အားတွေဖြစ်စီတဲ့ဇကားတွေပြောပေးခဲ့တယ်ပေါ့နော်ဒါပဲထားလိုက်ပါတော့နောက်တစ်ခုကနောက်တစ်ကောင်ကတော့စောက်ဘောပါဒီကောင်ကတော့စောက်ဘောဒါပေမဲ့ဒီကောင်ဘလောက်ဘောလဲဆိုတာကို ကျွန်တော်ပြည်သူနဲ့အတူပြောပြကြနေတာပါလက်ရှိဒီနားဆက်ကဥက္ကရာကြီးအနေနဲ့နောက်ထပ်နောက်ထပ်9နှစ်2025ကနေပြီးတော့2030အထိနိုင်ငံတော်တမနာတောင်ကို ကျွန်တော်ဆက်ပြီးတော့ယူပေးဖို့ကျွန်တော်ပြည်သူလူထုကလည်းတောင်းဆိုနေပါတယ်ပြည်သူကွာမယ်ကွာမယ်မင်းအောင်နိုင်ဘူးနောက်ထပ်9နှစ်တမနာ တောင်းဝင်တန်းဆောင်ပြီးမှုတွေကျေသူလူကတောင်းဆောင်နေပါတယ်ဆိုတော့မိတ်ဆွေတို့ကပါလာအဲ့ဒါတခါတည်းချင်းတော့ဒီကိစ္စအခုရှင်းပြမရဒါအားလုံးကတောင်းဆောင်နေတယ်တဲ့အဲ့တော့မိတ်ဆွေတို့ပါလာဆိုတာကျွန်တော်လည်းသိကျင်တယ်လောက်အောင်ဒီကောင်ဒီကောင်နေတိုက်ရမယ်ဈေးလဲမရှိတော့သေးဘူးကွာနည်းနည်းဟိုဟာကြံဖို့ဘာညာလွတ်တော်တဲ့ရောက်မှဒီကိစ္စတွေဒါစေးနေမှရမယ်ဒီကောင်းလေးတိုက်ပဲစေးနေပါလေအဲဒီခုခုခင်ကြီးတို့အဲမင်း စီစဉ်ပေးမင်းဘိုက်ထဲမှာရှိတဲ့ကြီးစံ2000ကိုထုတ်ပြီးွားလို့ရှိရင်ဒီကောင်ဒီဒီကျွန်းစိုးတို့ကျွန်းမျိုးမင်းတို့အမေအတခုခုဒီကောင်ဒီတောက်လို့ရမယ်စီတခုစီစဉ်ပေးအားလို့လဲဆိုဒီကောင်ပြောနေပြီအားလုံးကတောင်းဆိုနေပြီလေဒီဆောက်ဆောက်ဘိုးနောက်တာ9နှစ်တမလာလောက်ခိုင်းမှုအလားကြည့်လို့ကြအောင်တော့မေးစီတို့ခင်ဗျားတို့အဲတန်တေကျွန်တော်ကျွန်တော်မှပြောစရာစကားမရှိတော့ပြည်သူလူကတောင်းဆိုဒါကပြည်သူလူရဲ့ဆန္ဒပါ ဒါကြောင့်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးဆက်ပြီးတော့ကျွန်တော်နိုင်ငံတော်ဝန်တွေထပ်ပြီးထမ်းဆောင်ဖို့အတွက်ပြည်သူလူထုကလှူလာနေကြပါတယ်တပ်မတော်ချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေအများကြီးကများစွာဗျာတန်းနဲ့ချီတဲ့နိုင်ငံသူနိုင်ငံသားတွေကလှူလာနေကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နောက်ဆက်ကဥက္ကဋ္ဌကြီးရဲ့နိုင်ငံတော်တည်ဆောက်ရေးနဲ့ပတ်သက်ပြီးလုပ်ငန်းစဉ်တွေမပြတ်တောက်သွားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဦးသိစေလက်ထက်မှာဦးသိစေဟာနိုင်ငံတော်ဖွံ့ဖြိုးရေးတွေစပြုပြီးတည်ခဲ့တယ်လမ်းကြောင်းတွေဖောက်ပေးခဲ့တယ်အဲ့ဒီလမ်းကြောင်းတွေအားလုံးကို NLD အစိုးရကဖျက်တယ် ကျွန်တော်တိုင်းပြည်ကကျွန်တော်တပတ်ပြန်လည်သွားတယ်လက်ရှိကျွန်တော်တို့ဒီ2021ကနေပြီးတော့2025ကာလအတွင်းမှာဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကသူ့ရဲ့လက်တစ်ဖက်ကတိုင်းပြည်တိဆောက်တယ်ဘာသာသာသနာရေးအတွက်ဘာသာသာသနာထုံးကားဖို့အတွက်လှုပ်တယ်တိုင်းသူပြည်သားတွေတာယာဝါပြောရဲလှုပ်တယ်လက်တစ်ဖက်ကလက်တစ်ဖက်ကကျွန်တော်တို့တိုင်းပြည်မှာစူပူနေတဲ့အကြမ်းဖက်သမားတွေလက်တစ်ဖက်ကရှင်းတယ်လက်တစ်ဖက်ကတုတ်တင်နေရတယ်ဘောဘောဘာသာသာသနာကိစ္စကတော့ဒါဒီကောင်ပြောတာကျွန်စိုးပြောတာမှန်တယ် ါအဲဒီစစ်ချုံးကောင်စီကကောင်တွေစစ်တပ်ကကောင်တွေကဘာသာသာသနာနဲ့အနည်းဆုံးမှရှိတယ်ဒါတော့ကျွန်တော်တို့ရောခမားတို့လက်ခံပါရမယ်เนาะဒီကောင်တွေတက်ဆွဲရင်ဖုံเจ้าမှာတက်ဆွဲတယ်เนาะကျွန်တော်ဘန်ကာဆောက်လို့ရှိရင်ဖျားရင်ကျင်တော်ပေါ်မှာဆောက်တယ်ဒါတော့ကျွန်တော်လက်လက်မခံလို့မရဘူးကြောင်နေဘာသာသာသနာနဲ့ဒီဆုံးမှရှိတယ်ဒါတော့လက်ခံလိုက်ဒါတော့လက်ခံလိုက်အဲ့တော့ဒီဒါစကားအုံးလိုက်ရလက်နှစ်ဘက်တော့မအားဘူးအဲ့ဒီလက်နှစ်ဘက်ကကျွန်တော်ဆက်ပြီးတော့ မအောင်မအောင်မအောင်ဆိုတော့ဒီကောင်ငါတလောက်တွေပါလေပေါင်းရသေးတယ်လက်ဖက်တွေပါလေတုတ်ရသေးတယ်တော့အဲ့တော့ဒီနာဆကဥက္ကရာကြီးလက်နှစ်ဘက်လောမအောင်ဘူးအဲ့ဒီလက်နှစ်ဘက်ကကျွန်တော်တို့ဆက်ပြီးတော့ဒီ2025အကုန်မှာဒီလက်နှစ်ဘက်ကကျွန်တော်မရက်သွားစေချင်ပါဘူးဒီရက်ဒီဒီရက်ကျွန်တော်တို့လှုပ်ရှားနေတဲ့လက်နှစ်ဘက်ကကျွန်တော်တို့နိုင်ငံတော်ဆက်ပြီးတော့2025ကနေပြီးတော့2030အထိကျွန်တော်တို့ဆက်ပြီးတော့ဒီဖုန်းတို့ကကျွန်တော်ဆက်ပြီးစံတန်းစေချင်ပါတယ် ဟာတော်ပြီတော်ပြီတော်ပြီဒီကောင်လဲစောက်ပေါ်ပဲဆိုတော့နားမတောင်းတော့ဘူးဗျာเนาะဒီကောင်ကိုကျွန်တော်ပြောကျင်တဲ့ဟာကိုဒီမှာအာအမကြီးတယောက်ကိုပြောခိုင်းလိုက်မယ်အမကြီးနဲ့ကိုကြီးတယောက်ကိုပြောခိုင်းလိုက်မယ်โอเคကျွန်တော်ကျွန်တော်ကျွန်တော်ပြောကျင်တဲ့စကားတွေကျွန်တော်ပြောရင်ဂျိုင်းဂျိုင်းနာတွေပါလို့ရှိလို့ရှိရင်ကျွန်တော်ကအာလူရင်ကြီးဆိုတော့မပြောတော့ဒီမကြီးနဲ့ကိုကြီးကိုပြောခိုင်းလိုက် ယုံယုံဒီခံပြုတ်တဲ့ NDD မလိုက်ငါတို့အဘကမင်းအောင်လိုက်ယုံယုံဒီခံပြုတ်တဲ့ NDD မလိုက်ငါတို့အဘကမင်းအောင်လိုက်ယုံယုံ NDD ကမဲတခိုးယုံယုံ NDD ကမဲတခိုးမင်းအောင်လိုက်မအေလို့ယုံယုံငါတို့အဘကတောင်းလိုက်တာယုံယုံယုံငါတို့အဘကတောင်းလိုက်တာထော်ရစပတ်စယုံကျေးဇူးများတင်ပါတယ်အဲ့တော့နေ့တင်တိုင်းစူတောင်းပေးနေသလိုပါပဲဒေါ်လန်ပြည်သူတွေ ရေပေါ်ရေပက်ဒီတိုင်းနာညီကောင်မောင်တမားတွေဒူဒူကောင်းဆောင်ပြည်သူမိခင်အမိတော်အောင်ဆန်းစုကြည်စုတစုပဲတောင်းပေးမယ်ဆိုလို့ရှိရင်ကျမတခုပဲတောင်းပေးခြင်းတယ်အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းပါစေဒီစုကိုလည်းအဲကျွန်တော်ကလည်းပြည်သူတွေကိုပေးပါတယ်နှလုံးစိတ်ဝမ်းအေးချမ်းပါစေနေပေဒီတာဒီဒီနေရာဒီဒီမှာအာနာရှင်ကိုတွန်းလှန်နေကြတယ်တော်လှန်နေကြတယ်ရေပေါ်ရေပက်ဒီခလုံးတီစုမကြီးအေးရနေခင်ရှင်းပါစေနောက်တဲ့အစီအစဉ်တွေမှာတယ်လီဆောင်တွေ့ပါမယ်